မြမအလှမေယာနတ်နုအရင်ခေတ်တုန်းကတည်ခဲ့တာမြမအလှမေယာမြမကိုကိုစားပြည့်ရလို့ထင်ပြီးနတ်နုတို့ကနိုင်ငံသားမှာကျောင်းနေပါရတောင်မှ scholarship ပေးဖို့အတွက်ချိန်ထားပါတယ်နောက်ပိုင်းမှာနတ်နုကတည်လာတာမြမအလှမေယာကို့အတွက်ပဲပြိုင်တာပါတကယ်တမ်းမြမပြည့်ကိုကိုစားပြည့်နေရမဟုတ်ပါဘူးဘာလို့ဆိုတော့နတ်နုတို့လုတ်ခဲ့တာပဲပြီးသွားတဲ့အခါကျတော့လေသူတို့ retire ခဲ့ကြပဲအတူတူတကယ်မလုတ်ခဲ့ကြပါတကယ်လို့မြမကိုတကယ်ကိုစားပြည့်ရဆိုလို့ရှိရင်ကို့ national director ကိုလည်းအချက်ခွဲမှာမဟုတ်တလို့ကို့ရဲ့ပွဲရှင်ကိုလည်းအချက်ခွဲမှာမဟုတ်ဘူးသူတို့တကူဒီကိုပဲတောင်းစားဖို့နာမည်ကြီးဖို့ကိုပဲလုတ်သွားတာဖြစ်တဲ့တကြောင် national ဲ့ director ကိုပဲဖြစ်ဖြစ်ပွဲရှင်အောင်ပဲဖြစ်ဖြစ်အချက်ခွဲလိုက်တာလေဆိုတဲ့အခါကျတော့အမေပြိုင်တာသူတို့အတွက်ပါပဲအမေတယောက်ကတကယ်မြမပြီးအတွက်ပြိုင်တာတေစာလို့ရှိရင်သူဒီမြမပြီးရဲ့ကောင်းကျိုးအတွက်ကိုပဲတရားရတိုင်းတော့ဝင်ပြီးတော့လှုပ်လိမ့်မယ်ရှင့် ပရိသတ်တွေတီးဖို့အတွက်စင်တင်ပေးခဲ့တာဒီ National Director ပါဒီ National Director တယောက်ဖြစ်လာဖို့အတွက်ခန့်အပ်ခဲ့တာဒီ question ပါ organizer ပါဆိုတဲ့အခါကျတော့ပရိသတ်ဆိုတာနောက်ဆုံးမှမှတည်လာတာပါရှင်အဲ့တော့လာမျိုးအနေနဲ့ကဒါပေမဲ့ဒီပရိသတ်ကပဲနောက်ဆုံးအချိန်ကျတော့ဆုံးဖြတ်တာပေါ့နော်ချစ်တဲ့မုန်းနေဆိုတော့ဆုံးဖြတ်ပြီးပရိသတ်များလို့ရှိရင်ဒီမယ်ဒီကြော်ညာခေါ်ခံရမယ် ပိတ်သက်နေလို့ရှိရင်ဒီမဲကိုဘယ်သူမှကြော်ညာမသုံးကြဘူးဆိုတော့အရာရာအားလုံးကတစ်ခုနဲ့တစ်ခုက interdependent ပေါ့နော်ထောက်ဟိုဟာတောင်အထောက်အပံ့ပြုနေကြရတယ်ပေါ့နော်အဲ့တော့လာနုအနေနဲ့ကဘေးလူအနေနဲ့ကဘာမှဝင်ပြီးတော့မပါလိုပါဘူးအဲ့တော့ပိတ်သက်တွေချစ်ဖို့ကလည်းအရင်ရေးကြည့်ပါတယ်သူ့ရဲ့ national director ပျော်ဖို့ကလည်းအရေးကြီးပါတယ်